လူ9ယောက်ကားတစ်စီးပြီးစောက်လေသမားများ၏လုပ်ငန်းခွင်ရှိရာဒိတ်အိမ်များရှိသောမြို့တည်တဲ့သို့ရောက်လာကြပါသည်။မောင်ကြီးဆာမူရိုင်းဂရုံမောင်အင်းပြောင်ကြီးထွက်ခဲ့ကြစမ်းမြေတူးမြေတဲ့ကန်ထရိုက်ဦးအောင်မြေမှာသူ၏အလုပ်သမားများကို ခေါ်လိုက်သည်နှင့်အရှူရှူထွက်လာကြပါသည်။ဆရာဘာကိစ္စရှိလို့ပါလဲ။ဘာကိစ္စလဲဆိုတာမင်းတို့သိပြီသား တန်သစ်သားကြီးဘယ်မှာလဲမင်းတို့ထောင်ကြသွားမယ်ဆရာကျွန်တော်တို့ရဲ့အင်ချာမစတာတီကိုကသူ့ကိုရောင်းမင်းတို့ကိုတယောက်တသိန်းစီပေးမယ်ဆိုတာနဲ့ရောင်းလိုက်တယ်ဆရာအေးကောင်းပြီမင်းတို့အမှန်တိုင်းပြောတာနော်အမှန်တိုင်းပြောတာပါဆရာဦးအောင်မြိုင်ဒီသူ ਈ တစိကံကန်ထရိုင်တီကိုထံကို သွားလိုက်ပါတယ်တီကိုဒီတန်သစ်သားကြီးကိုကြည့်ပြီးတော့ တရေတများများဖြစ်နေပါတယ်။သူ့ဤသားကြီးနေရောက်ဖတ်သူကလည်းဝိုင်းဝန်းကြည့်နေကြပါတယ်။တစ်သားကြီးကိုဖွင့်ရလိုအပ်ခလုတ်များကို ဖိုးပဲလေဒီပဲလေဖွင့်နေကြပါတယ်။ဖွင့်မရကြီး။ဥုံမြိုင်နေတတိလေးဦးတို့သည်ကားတစ်စီးပြီးတီကိုနေသောမြို့သည်ငားရက်ွက်နေအိမ်သို့ရောက်ရှိလာပါတယ်။ဟေ့ကောင်တီကိုတန်တဲ့သားကြီးဘယ်မှာလဲ။ကျွန်တော်အလုပ်သွားတဲ့စီကဝဲယူလာတာ။ ဟေးကောင်ငါမြေတူးမြေတဲ့ကန်ထွက်ရတာလားဒီတစ်တာငါနဲ့ပဲဆိုင်မင်းတို့နဲ့မဆိုင်ဘူးပေးမလားမပေးဘူးလားပြောမပေးဘူးဗျာခင်ဗျားဘာလုပ်ကျင်လဲဥအောင်မြိုင်နေတပြစ်လေးဦးတို့ဒီဒီကိုကြီးအိမ်တွင်တက်တာကြီးကိုလွတ်ယူကြပါရင်ဒီကိုတို့အုပ်စုကလည်းပြန်ပြီးတော့လွတ်ကြရင်နေထိုးကြကြိတ်ကြရိုက်ကြနဲ့ကြ ထွေးလုံးရစ်ပါတပ်ပုတ်နေကြပါရင်ထိုးချိန်တွင်တန်လွင်လား လင်းရဲ့ညီချမ်းကြီးတွင်တိုင်ဟောင်းဖြစ်ကြီးတိုက်သည့်ဆောက်လုံရန်ကန်ထွက်ရရှိသူဒေါ်ဝင်းမင်းချွန်းနှင့်သူတပြက်ငါးဦးတို့တီကိုဤနေအိမ်သို့ရောက်ရှိလာကြပါသည်တန်သက်တာကြီးတွင်လူရဲ့တပ်ပုတ်နေကြတော့လူအုပ်စုတွေတို့ဝင်ရောက်ပြီးတော့တန်သက်တာကြီးကိုဝင်ပြီးတော့လူယူကြပါသည်သုံးမွေဆိုင်လူကြရက်ကြတက်ကြ ပုတ်ကြချိုးကြကြိတ်ကြသည်မှာသွေးတန်ရေရဲပြင်ဖြစ်နေသူ ဖြစ်နေကြပါသည်အော်ကြဟစ်ကြ ဆဲတာဆိုတဲ့ငိုတဲ့ယောက်ျားမိမတို့ဤဆူဆူညံ့အတန်များကြောင်းရက်ခွဲမှာအများပြည်သူတို့ဝိုင်းအောင်လာကြပါ रे အုံအုံကြွကြွဖြစ်လာကြပါ रे ပွဲတော်ကြီးလားလူအုပ်ကြီးဖြစ်လာပါ रे စူပူမှုအကျန်းဖဲ့မှုဆိုရင်လယ်မယားရံပြေဖြစ်ပေါ်သောစူပူမှုကအစားမလိုလားအမေနေရင်အင်းချရဲအုပ်ကျော်စိန်လင်းသည်တပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူအခင်းပြေသုံးမွေဆိုင်လူရဲ့ထိုးချိန်တပ်ပုတ်နေကြသည်နေရာသို့ရောက်ရှိလာကြပါ रे လူအုပ်ထဲကိုဝင်ပြီးတော့အခင်းဖြစ်နေရာကိုဝင်သွားကြပါတယ်ကျွန်တော်တို့ရဲတပ်ဖွဲ့ကပါ အားလုံးမလောက်ကြနဲ့ခမားတို့မင်းမဲဆယ်မလောက်ပါနဲ့ဒီသက်တာကြီးကို ဥပရိယရဲတပ်ဖွဲ့ရုံကိုတည်သွားပါမယ်အားလုံးအေးအေးဆေးဆေးပြန်ကြပါရဲအုပ်ကျော်စင်နေသည်စခန်းမှုထံသို့အကြောင်းကြပါတယ်စခန်းမှုနေလက်နက်ကင်တပ်ဖွဲ့သည်ရဲတပ်ဖွဲ့မှမတ်စတာကြီးပြီး တန်တေသာကြီးကိုလာရောက်တည်ဆောင်သွားကြပါ යි အခင်းဖြစ်နေညရှိနိုင်ခန့်တွင်ဖြစ်ပါ යි မြို့တိရဲစခန်းသို့ပရာဒိုကားကြီးတစ်စီးရောက်ရှိလာပါ යි ကုမ္ပဏီပိုင်ရှင်သတင်းကြီးကိုထင်းရတော့ခက်ခက်ညံ့ညာပုံကိုကြီးတို့တိုက်ဖို့အင်ဂျီနဲ့လေကရုံးအင်ဂျီဦးချင်းမစုကိုထားသောရှိနေခြင်းနဲ့ဦးရဲစခန်းထဲသို့ဝင်ရောက်လာကြပါ යි စခန်းမိုးနဲ့တွေ့လို့ကြောင်းပြောပါ යි တောင်မိုးကစခန်းမိုးအခန်းသို့ခေါ်ဆောင်သွားပါ යි ကျွန်တော်နမောက်စိန်တယ်မှာ စိန်ဘရဒါကုမ္ပဏီပိုင်ရှင်ပါဒီဆရာတွေကကျွန်တော်ကုမ္ပဏီကမိသားစု အကျိုးဆောင်ကြီးပဲဖြစ်ကြပါတယ်ဟုတ်ကဲ့ကျွန်တော်စကမ်းမှုတောင်းရင်ပါကျွန်တော်ဘာကူညီပေးရမလဲဒီလိုပါဆရာအဲဆရာတို့စကမ်းကထိန်းသိမ်းထားတဲ့တိတ္တကြီးကကျွန်တော်ခြံထဲကရရှိရဲ့တိတ္တဖြစ်ပါတယ်ကျွန်တော်ခြံကြီးကိုမိုးကုမောင်မောင်ရဲ့ဇနီးထံကဝယ်ယူထားခဲ့တဲ့ဦးသိန်းစံဒေါ်လုံးချင်းတို့တို့ထံကနေဝယ်ယူထားတဲ့လက်ရှိပိုင်ရှင်ပါဟောဒီမှာ ခြံနဲ့အိမ်ဝဲတဲ့မတ်ပုံတင်စာချုပ်ဟောဒီမှာကျွန်တော်အမိပေါင်းမြေပုံရစဝင်နေမောင်ဦးစင်တန်းဒီတန်လွင်လားလင်းရင်ညင်ခြံကြီးကိုဝယ်ယူပိုင်ဆိုင်ထားသောပိုင်ရှင်ဖြစ်ကြောင်းစာချုပ်စာတမ်းများကိုတစ်ခုပြီးတစ်ခုပြတ်တာကစကမ်းမှုအားရှင်းပြနေလေပါတယ်ချိုးချံကြီးမှာမူလအိမ်ကိုအိမ်ဟောင်းကြီးကိုဖျက်ပြစ်ပြီးတော့တိုက်သေးဆောက်ဖို့မြေကြီးကျူရမှာဒူးဖို့ရရှိတော့တန်တစ်တာကြီးဖြစ်ပြီးသူပိုင်ပစ္စည်းဖြစ်ကြောင်းစကမ်းမှုကိုရှင်းပြတောင်းဆိုပါတယ်ဟုတ်ကဲ့ ဒီတန်နေတာကြီးတွှိရမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲလုံကလှုပ်ထုံးလို့နေရခရိုင်တက်ဖွဲ့တိုင်းထဖွဲ့တို့စီကိုတရင်ဖို့အစီရင်ခံထားပြီးဖြစ်ပါတယ်စိတ်ချလက်ချဆောင်ဆိုင်နေကြပါစခန်းမူကြီးရှင်းလင်းတင်ပြခြင်းရာနမောဦးစင်တန်တို့ဖွဲ့ပြန်သွားကြလေပါတယ်နောက်နေ့နန်းနဲ့တွင်ဖြစ်ပါတယ်မြို့သည်ရဲတက်ဖွဲ့မူယုံတို့နောက်ဆုံးပေါ်ဒဗလကကားတိကြီးတစီနေတထင်းမဟုတ်ထင်ရတော့အမျိုးသမီးတူ ရှင်းနေနေဦးလို့ ရောက်ရှိလာကြပါတယ်။စကံမူနေတူလိုကြောင်းပြောပါတယ်။တောင်မူကတရင်ပို့ပြီးတော့စကံမူရဲ့ယုံကံကိုခေါ်သွားပါတယ်။ကျွန်တော်စကံမူတောင်းရင်ပါ။ဘာကူညီရမလဲခင်ဗျာ။ဟုတ်ကဲ့ရှင်။ကျမကဒေါ်သန်းခေါ်လေဒီသန်းပါ။သိန်းသန်းကလေးကုမ္ပဏီပိုင်ရှင်ပါ။စကံမူတို့ထိန်းသိမ်းထားတဲ့တန်သက်တာကြီးနဲ့ပတ်သက်ပြီးတော့တင်ပြဖို့လာတာပါ။ကျမတန်လွင်လား။လင်းရင်ကြီးခြံကြီးကိုနေမအောင်ဥစင်တန်းကိုရောင်းခဲ့တယ်မှတ်ပါရဲ့။ ။ဒီတိုင်မဲ့အယောင်းဝယ်ကိစ္စမှာမြင်းနဲ့အိမ်ပါရှိပါရင်မြေရောက်ရှိပြီရှိမပါဝင်ပါအောင်။ဟောဒီမှာအယောင်းဝယ်စာချုပ်ရဲ့မိတ်တူပါ။ဒါကြောင့်တန်တိတာကြီးဟာမြေရောက်ငါးဘေးမှာဒူးဖို့ရရှိရဖြစ်လို့ဝေယူသူနှက်မောက်စင်တန်းမပိုက်ပါဘူး။ကျမသာပိုက်ပါရင်ဒေါ်သန်းခေါ်လေဒီတန်းဒီစကမ်းမှုထံသို့လင်းရင်ချန်ကြီးရောင်းချတွင်မြေရောက်တွင်တရှိသောပစ္စည်းမပါဝင်သောကြောင့်သူသာလင်းပိုင်ဆိုင်သူဖြစ်ကြောင်းစကမ်းမှုထံသို့တင်ပြတောင်းဆိုပါရင် ုတ်ကဲ့ဒီတန်သစ်တော်ကြီးနဲ့ပတ်သက်ပြီးတော့တိုင်းဖို့အထိစိတ်ဝင်စားနေကြပါရင်အထက်မိတ်ညွှန်ကြားချက်အရာဆောင်ရွက်ရမှာဖြစ်ပါရင်ပစ္စည်းလုံခြုံမှုတို့တော့စိတ်ချပါစကမ်းမှု၏တင်ပြရရာဒုတိယတန်သစ်တော်ပိုင်းရှင်ဖြစ်ပါသည်ဟုဆိုတော့ဒေါ်သန်းခေါ်လီလီတန်းတို့အဖွဲ့ပြန်သွားလေပါရင်နှစ်မောင်စိန်တန်းတို့အဖွဲ့သည်ထူးခြားဖြစ်စဉ်ရှိ မရှိမြို့နယ်ရဲတပ်ဖွဲ့တို့လာရောက်ဆုံဆန်းပါရင်အထက်မိတ်ညွှန်ကြားချက်ဘာမှမရသေးတော့လေဒေါ်သန်းခေါ် လေလီတန်းကလင်းညေချန်ကြီးရောင်းချစဉ်ကမြေနေအိမ်သီးပင်စာပင်ပွင့်ပင်ဟူတာပါရှိပြီမြေရောက်ပစ္စည်းမပါဝင်ကြောင်းပြောဆို၍သူ့ဖြစ်၍ထိုတန်တဲ့တာကြီးကိုသူသာလင်းပိုင်ဆံကြောင်းတင်ပြတောင်းဆိုမှုကိုပြောပြလိုက်လေပါ၏။နေမောက်ဦးစင်တန်သည်မိမိဥပဒေအကြံပေးရှင်းနေခြင်းများနှင့်လင်းညေချန်ကြီးပိုင်ဆံရာဥပဒေအချက်အလက်များကိုညှိနှိုင်းကြပါ၏။တိုင်ပင်ကြပါ၏။တောသောတန်ကလေဒီတန်းရဲ့အကျိုးဆောင်ရှင်းနေခြင်းများကလည်းတန်တဲ့တာကြီးနဲ့ပတ်သက်ပြီးတော့ ညဉ့်ဉန်းတိုင်ပင်ကြရင်အကြောင်းကြားစာပြီးကဲလန်းကြပါရယ်ဒေါ်သောသန့်ကလေဒီသန်းဘယ်မှာ၎င်းအနေဖြင့်ငွေကျသိန်းသုံးတောင်ပေးပါကတန်တဲ့တာကြီးဤပိုင်ဆိုင်မှုတန်တဲ့တာအတွင်းရှိအရရသော ရန်နာပစ္စည်းများဤပိုင်ဆိုင်မှုကိုစွန့်လွတ်ရမှာဖြစ်ကြောင်းညှိနှိုင်းကြပါရယ်နေမဦးစင်တဲ့တို့ဘက်မှာနောက်တစ်ချိန်ထပ်မံညှိနှိုင်းချိန်တွင် အဖြေပေးမည်ဖြစ်ကြောင်းညှိနှိုင်းလိုက်ကြလေပါရယ်အခင်ပြေတန်တဲ့တာကြီးနှင့်ပတ်သက်ပြီးတော့တိုင်းတက်ဖွဲ့မှုလမ်းညွှန်ချက်ရာ တိုင်းဥပဒေရရှိထံသို့ဥပဒေအကြံပြုချက်တောင်းခံပါれတိုင်းဥပဒေရရှိကအခင်းဖြစ်ချံကြီးနောက်ခံသမိုင်းကိုစုံစမ်းပေးပါရန်တိုင်းတပ်ဖွဲ့မှုထံကိုပြန်လည်တောင်းခံပါれမြို့နယ်ရဲတပ်ဖွဲ့မှုကရဲအုပ်ကျော်စိန်လင်းကိုတာဝန်ပေးပါれတာဝန်ပေးကြရာရဲအုပ်ကျော်စိန်လင်းသည်မိုးကုမမောင်၏ဇနီးတူဦးဖြစ်သောဒေါ်သသိန်းခေါ်ဒေါ်စင်းစင်းကိုစုံစမ်းပါれတန်လွင်လန်းစိန်လက်မြိုင်ချံကြီးတွင်နေထိုင်သောဒေါ်သသိန်းခေါ်ဒေါ်စင်းစင်းနှင့်တွေ့ရပါれ အန်ဒီကျွန်တော်ရဲအုပ်ကျော်စိန်လေးပါအန်ဒီစီကအကူညီလေးယူချင်းတော့ပါကူညီပါမယ်ကူညီပါမယ်ရှင်မောင်ရင်တို့တွေက ပြည်သူတွေကိုကူညီတာပဲဟာအန်ဒီတို့ကလည်းကူညီရမှာပေါ့အန်ဒီကပျော်တတ်တယ်နော်ဩဒါရေပျော်ပျော်နေတည်ခဲဆုံးမလားလူဘွားဆိုတော့ဖြစ်ချင်တာလည်းဖြစ်ရတယ်မဖြစ်ချင်တာလည်းဖြစ်ရတယ်ဒါတွေကိုစိတ်ညစ်နေလို့ဘယ်ဖြစ်မလဲ ဒီတော့စိတ်ကိုပြောအောင်ထားတာပေါ့ဟုတ်ပါတယ်အန်ဒီသားအတွက်ဘုသူရရလို့အန်တီကိုကျေးဇူးတင်ပါတယ်နေပါဦးသားရဲလို့သာပြောတယ်ရဲနဲ့လည်းမတူကိုရီးယားမင်းသားနဲ့တူပါလားအန်ဒီတိတ်မြောက်မနေပါနဲ့သားမိုးဘုံကိုရောက်သွားလိမ့်မယ်နောက်မေးရအောင်ပဲသားကနာမည်သုံးလုံးနဲ့ဆိုတော့ရက်ခိုင်လားဟုတ်ပါတယ်အန်ဒီကျွန်တော်မန်အောင်သားပါအန်ဒီကရမ်းပြေကပါ တော်တဲ့ကောကျော်စစ်စိန်နီရဲအုပ်ကျော်စိန်နီတို့အလဘာတလဘာပြောကြဆိုကြသည်မှာမပြီးနိုင်ဖြစ်နေသောကြောင့်ရဲအုပ်ကျော်စိန်နီအဖို့လာရင်အကြောင်းလုံရင်မရောက်ဖြစ်နေလေပါ रे ကဲကဲတားလို့ခြင်းတဲ့အကူကြီးကဘာလဲပြောပါအောင်ဒီလိုပါအန်ဒီအန်ဒီရောက်လာတဲ့လင်းငင်ချန်ကြီးကိုအန်ဒီတို့ဘသူစီကဝယ်ခဲ့တာပါလေအော်ဒီချန်ကြီးကိုအန်ဒီရဲ့ခင်မိုးမိုးကုတ်မောင်ကအညောင်ရွှေစော်ဝါကြီးရဲ့ဆွေတော်မျိုးတော်တွေစီက အဝဲခဲ့တာပါသူတွေတော့အမှုတွေဖြစ်လို့ဆက်ရှိနေတဲ့တိုင်အဆောင်နဲ့ထားခဲ့ရပါတယ်အမှုတွေပြီးသွားတော့အန်တီနိုင်ပါတယ်ဒါကြောင့်တရုတ်တထေဦးသိန်းစံနဲ့ဇနီးဒေါ်လုံးကျင်တို့ကိုရောင်းခဲ့ပါတယ်သူတို့ကထပ်ပြီးတော့ရောင်းလိုက်တယ်ပြောတယ်ဘသူကိုရောင်းလဲသိလားအန်တီသိရဲ့သိရဲ့ဟိုအညာသားဝက်ချုပ်ရော်သားကွယ်အဲနတ်မောင်စိန်သန်းကိုရောင်းလိုက်တယ်လို့သိရပါတယ်ကွယ်ဟုတ်ကဲ့အန်တီအခုလိုကျွန်တော်တို့ရဲတပ်ဖွဲ့ကိုကိုကြီးကကျေးဇူးတင်ပါတယ် အန်ဒီကလည်းရခိုင်သားချင်းကူညီရတာဂုံယူပါတယ်တားရဲ့ယုံကျော်စင်လေးရဲ့စုံစမ်းတွေးဆချက်များကို တိုင်းတပ်ဖွဲ့ယုံမှာတိုင်းဥပဒေယုံသို့ပြန်တင်ကြားတင်ပြပါတယ်တိုင်းဥပဒေယုံ၏ဥပဒေအကြံပြုချက်ရာရည်မြင့်တဲ့ပြည့်ရှင်မင်းတမတ်သက်ဖြတ်ထုံးတို့အရာရှီအောင်ရန်နာပစ္စည်းများသည် နိုင်ငံအစိုးရကရှီအောင်မြေအောင်တင်ရဇာတာပစ္စည်းများကို ပိုင်ဆိုင်ကြောင်းပြန်ကြပါတယ်ထို့ကြောင့်တိုင်းရတပ်ဖွဲ့ယုံမှာ တက်ကရယုံသို့ပေါင်းဆက်ပြီးတော့ လမ်းညွှန်မှုကိုရယူပါရယ်တက်ကရမှာအဖွဲ့ပြင်းအခင်းပြစ်တန်တိတာကြီးကိုဖွင့်ဖောက်ပြီးတော့စရင်းနေတကွာမတ်တန်းပြီရောတပ်ပုံများပြီးမတ်တန်းနေထိမ့်သိမ့်ရန်လမ်းညွှန်မှုပြုလေပါရယ်မြို့နယ်ရဲတပ်ဖွဲ့မှု ခရိုင်ရဲတပ်ဖွဲ့မှုမတ်ရကခရက ရှီဟောင်သူတေသနာအဖွဲ့စိန်အကဲပြရွှေအကွဲပြရန်နာဖြစ်စီအကဲပြတို့ပြီးတန်တိတာကြီးကိုဖွင့်ဖောက်ပြီးတော့စရင်းနေတကွာမတ်တန်းပြီရောတပ်ပုံများပြီး မတန်းတင်ထိမ့်သိမ့်ရန်လမ်းညွှန်မှုပြုလေပါသည်မြို့နယ်ရဲတပ်ဖွဲ့မှခရိုင်ရဲတပ်ဖွဲ့မှမောက်ရကခရကရှီအောင်သူတေသနာအဖွဲ့စိန်အကဲပြချူဤအကဲပြရနာပစ္စည်းအကဲပြတို့ဖြင့်တန်တက်သားကြီးကိုဖွင့်ပေါက်ရန်စီစဉ်ကြပါသည်လက်ဝက်သောကဏ္ဍများမှာလက်မရသောကြောင့်တူဖြစ်ရိုက်ဖွင့်ရန်တိုင်ပင်ကြပါသည်အတွင်ရှိရနာပစ္စည်းများပျက်စီးသွားနိုင်သဖြင့်လျက်စီတန်ဖြတ်လွှာဖြင့်ဖွင့်ပေါက်ရန်ဆုံးဖြတ်ကြပါသည်တော်တော်ကုန်ဆက်မှုဆောင်တော့မှာ ဦးဆောင်မင်းစက်ရုံတို့အကူအညီတောင်းခံပါရယ်ဦးဆောင်မိုးကြီးကြွမ်းကျင်သူဖြစ်ဖွင့်ပေါန့်ကြပါရယ်ဟမ်ဟာလူကြီးပေါင်းတို့ဟာနဲ့ဟင်ကနေထွက်ပေါ်လာတော့အသံများတံမြိုင်ထွက်ပေါ်လာကြပါရယ်အကြောင်းမူကတန်သက်သာကြီးအတွင်မှာမိသွေးခဲများသာတွေ့ရသောကြောင့်ဖြစ်လေပါရယ်လူကြီးများအံ့အားသင်စွာမိသွေးခဲများကိုကြည့်နေစင်ပါပြီမိသွေးခဲများမှာပြာများဖြစ်သွားလေပါရယ်တောင်ဝန်ရှိသူများက ကမ္မရာစာအုပ်စာပေများကိုကြောင်းကျင်သူများတက်ဆရာနတ်ဆရာများထံသို့တင်ပြဆွေးနွေးကြပါရယ်အနက်၅ပေ6ပေတွင်မြုပ်နှံထားသောရတနာပစ္စည်းများကိုအုပ်စာဆောင်များကထိမ့်သိမ်းလေးရှိကြောင်းအုပ်စာဆောင်နတ်များလက်စားမှုဖြစ်နေကြောင်းထင်မြင်ချက်ပေးနေပါရယ်တကယ်တော့အုပ်စာဆောင်ကထိမ့်သိမ်းထားခြင်းမို့လေနှင့်ကင်းဝင်နေသောရုပ်ဝတ္ထုပစ္စည်းများသည်လေနှင့်တွေ့ထိလိုက်သောအခါမှာတက်ပြောင်းသွားခြင်းဖြစ်ပါရယ်လူချင်းတက်မှတ်မှုတနာဤ လောဘသားကောင်းများသည်လောဘမိလောင်သောအခါမှာဒေါသကြီးကဆဲဆိုရိုက်ပုတ်ထိုးကျင့်ကြရမှာမူခင်အိမ်သားကောင်းများဖြစ်သွားကြလေပါ रे မကြံစီမကြိုးစားပဲလဲဖြစ်ခြင်းဖြစ်လာတတ်ပါ रे ကြံစီကြိုးစားတော့လေဖြစ်ခြင်းနိုင်မပြီကိုယ့်ရောကာယဖြစ်သွားတတ်ဒီမှာလောကတမတာပင်ဖြစ်ပါ रे ဟုတ်ကဲ့ပါဆက်လန်လေးကတော့ဒီမှာရင်ပြီးဆုံးပြီပဲဖြစ်ပါ रे ခင်ဗျာအစိုးရနေတော်ရဆင်အားပေးခဲ့ကြတဲ့တွေ့ အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ